မက်ဆန်ဂျာထဲမှာကျွန်တော်တို့ line တက်နေတာကိုမသိအောင်တယောက်ထဲကိုယူပြီးတော့မီးစိမ်းပိတ်တဲ့နီးလိုင်းကိုပြုတ်ပြပေးမှဖြစ်ပါတယ်။မက်ဆန်ဂျာထဲကိုဝင်သွားလိုက်ပါ။မက်ဆန်ဂျာထဲရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ line တက်နေတာကိုမမြင်ခိုင်းစေချင်တဲ့သူ့ရဲ့ account လေးထဲကိုကျွန်တော်တို့လိမ့်ညွှန်းလေးနဲ့တစ်ချက်ဖြည့်လိုက်ပါ။ပြီးတော့တော့ကျွန်တော်အောက်သားလေးက restrict ဆိုတဲ့နေရာမှာကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ ကဲအခုလို restrict နေပြီးတော့ဖြောက်လိုက်တဲ့ account ဟာဒီ check ကနေပြီးတော့ပျောက်သွားဖြစ်ပါတယ်။ဒါဆိုရှင်တော့အဲ့ဒီ account ကနေပြီးတော့ကျွန်တော်တို့ messenger ပေါ်မှာ line တက်နေတာကိုမီးစိမ်းပြတာသူမြင်ရတော့မှာမဟုတ်တော့ပါဘူး။သူ့ account ကနေပြီးတော့ကျွန်တော်တို့စီကိုစာပဲပူပူဖုန်းပဲခေါ်ခေါ် video call ပဲခေါ်ခေါ်ကျွန်တော်တို့စီမှာ notification တွေလည်းတက်လာတော့မှမဟုတ်တော့ပါဘူးပုံမှန်အတိုင်းလေးသူနဲ့ပြန်ပြီးတော့အဆက်တွေလုပ်ချင်တယ်ပြန်ပြီးတော့ဖွင့်ပေးချင်တယ်ဆိုလို့ရှိရင်တော့အောက်သားလေးက menu လေးကိုနှိပ်လိုက်ပါ setting လေးကိုထည့်ပြီးတော့နှိပ်လိုက်ပါ privacy and safety ထဲကိုတစ်ချက်နေလိုက်ပါ restricted account ဆိုတဲ့နေရာလေးကိုတစ်ချက်နေလိုက်ပါ account ပေါ်မှာတစ်ချက်နေပေးလိုက်ပါ continue ကိုဆက်ပြီးတော့နေတွားလိုက်ပါပြီးရင်တော့ unrestricted ဆိုတဲ့ဟာလေးကိုထပ်ပြီးတော့နေလိုက်ပါ okay ဒါဆိုရှင်တော့ဒီမှာပေါ့เนาะပုံမှန်အတိုင်းလေးတူကိုပြင်ပြီးတော့ဖွင့်ပေးလိုက်ပြီးပဲဖြစ်ပါတယ် okay ကျွန်တော်ဒီထက်ကနေထွက်လိုက်မယ် မချက်ထဲမှာပြန်ပြီးတော့ရောက်လာပြီဖြစ်ပါတယ်ဗောနော်ကျွန်တော်တို့ live ပေါ်တက်နေတာတူပြန်ပြီးတော့မြင်ရမှာဖြစ်ပါတယ်